ခိုးအခိုးခံရတဲ့အခါဘယ်လိုထားလို့ခိုးနိုင်တာလဲဘယ်ကနေဝန်းခိုးတာလဲဘယ်ကတခိုးလဲဘယ်လိုလုပ်ရမလဲစတဲ့စဉ်းစားသုံးသပ်တာတွေမလုပ်ဖဲနဲ့အခိုးခံရတာကံပါလို့အခိုးခံလိုက်ရတာဝတ်ကြွေးပါလို့ဆိုပြီးတော့ကံတို့ဝတ်ကြွေးတို့ကိုလှည့်ချနေကြရင် လုံလုံခြုံခြုံထားရမယ်ဆိုတဲ့အသည့်မရှိဘဲဖြစ်သွားမယ် သူများတွေချမ်းသာလာတာငွေကိုကြိုးစားလုတ်ကန်ရှာဖွေလို့ရှိတဲ့ပြည်စည်းဥစ္စာမပြောပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်တတ်လို့မိကောင်းဆွေကောင်းနေရှိလို့ဝန်ငွေထွက်ငွေမြတ်မြတ်တတ်တာသုံးစွဲတယ်လို့ချမ်းသာလာတာလို့မသိမမြင်မဲနဲ့သူတို့ချမ်းသာလာတာအတိတ်ကကံပါလာလို့ဒါနမျိုးစေ့တွေအောင်းလာလို့ချမ်းသာမဲ့ဇာတာတွေပါလာလို့လို့မြင်နေကြရင်သူ့လူစူးစမ်းဖို့သူ့လူအားထုတ်ဖို့ ူ့လိုလောက်ကင်ဖို့ဆိုတဲ့အသည့်အမြင်နေမသိမမြင်ပဲရှိနေလိမ့်မယ်ကိုဆင်းညဲနေတာကမ္မပါလို့ဒါနမျိုးစိမအောင်လို့လို့မြင်နေကြရင် အလောက်ကောင်းမှု အပြောအဆိုအဆက်အဆံကောင်းမှု အတွေးအမြင်တွေကောင်းမှုလက်ရှိကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကံတွေကောင်းမှုလူတွေဆိုတဲ့အသည့်အမြင်နေအမှားအမှန်အကောင်းအဆို ဝေဖန်ပိုင်းခြားတတ်ဖို့ဆိုတဲ့ဉာဏ်နေပြည့်စုံဖို့လိုတယ်ဆိုတဲ့အသိအမြင်တွေကြိုးစားအားထုတ်လုပ်ကိုင်ဖို့ဝရိယလိုတယ်ဆိုတဲ့အသိအမြင်တွေမသိမမြင်ပဲရှိသွားလိမ့်မယ်။ကျမ်းမာရေးညံ့နာဝတ်ကြွေးပါလာလို့ဇာတာတွေညံ့နေလို့လို့ဝဏကန္နာတွေဖြစ်တယ်လို့မြင်နေကြရင် ကျမ်းမာရေးကောင်းအောင် မသိတာတွေမစားမတော့ဖို့မသိတဲ့အနေထိုင်တွေမနေမထိုင်မှုသိတော့တဲ့စားတော့နေထိုင်မှုတွေရှိနေဖို့ အစာကိုကြည်ကြည်ညံ့ညံ့စားတော့ဖို့အခြေအနေအချိန်အခါနဲ့အညီနေတတ်ထိုင်တတ်ဖို့ဆိုတဲ့ကျမ်းမာရေးနဲ့ညီတဲ့ကျမ်းမာရေးကိုကောင်းစေတဲ့ပြုမှုနေထိုင်မှုအသည့်တွေမသိမမြင်ပဲရှိနေလိမ့်မယ်စာမွေအောင်နာကံကောင်းနာရရကောင်းနာလို့မြင်နေရင် စာကြိုးစားဖို့ဆိုတဲ့အသည့်မြင်နေမသိမမြင်ပဲနေမှာပေါ့ သူများစုံတွေခြေလိုက်ကြတာရှေးရည်ဆက်ပါလာချလို့လို့မြင်နေကြရင်လက်တွေ့ဘဝမှာအချက်ကို ခိုင်မြဲစေတဲ့စာနာနားလည်ပေးမှုခွလွအနစ်နာခံမှုတအုပ်နဲ့တအုပ်ယုံကြည်မှုစတဲ့လက်တွေ့ကျင့်သုံးနေထိုင်မှုတွေရဲ့အကျိုးအာနိသင်တွေကိုမသိမမြင်ပဲရှိနေလိမ့်မယ်။ကံဆိုတာမအောင်မြင်မှုကြာရှုံးမှုတွေရဲ့ဖုံးကွယ်ရာ ဒုက္ခတရားတွေရဲ့အပြစ်ပုံချရာအစင်မပြေမှုတွေရဲ့လက်ညှိုးထိုးပြစရာတွေဖြစ်နေမယ်ဆိုရင်ပြုပြင်စရာစ조사စရာအသိပညာတွေဆိုတာကိုတန်ဖိုးထားရကောင်းမှမသိဖြစ်ကုန်မှာပေါ့အစင်မပြေမှုမှန်သမျှအတိတ်ကံကိုသာပုံချနေကြရင်ဆင်းရဲဒုက္ခမှန်သမျှအတိတ်ကံကိုသာလှည့်ချနေကြရင်ကိုယ့်ရဲ့စီးပွားရေးမကောင်းတာမှန်သမျှကံကိုယ်တာပုံချနေကြရင် ကိုယ့်ရဲ့ကြမ်းမာရေးမကောင်းတာမှန်သမျှဝတ်ကြွေးကြတာပုံချနေကြရင်အားလုံးအားလုံးနေရာတကာအတိတ်ကံကိုသာ ပုံချနေကြရင်ညာနဲ့ဝရိယကခေါင်းမိုံတွေကထကြည့်တော့မှမဟုတ်ဘူးဘယ်တော့မှညာနဲ့ဝရိယကခေါင်းမိုံတွေကထွက်လာတော့မှမဟုတ်တော့ဘူး38ဖြာမင်္ဂလာတရားတော်မှာပုပ်ဘေစကတ္တပုံညတာတဲ့ရှိကပြုခဲ့တဲ့ကုသကံတူရှိရမယ်တဲ့ ရှေးကပြုတ်လုခဲ့တဲ့ကုသကံဆိုတာရှေးဘဝကလုခဲ့တဲ့ကံတွေရှိနိုင်သလိုရှေးနှစ်ကလုခဲ့တဲ့ကံတွေရှေးလကလုခဲ့တဲ့ကံတွေခိုးရှေးအရင်ကလုခဲ့တဲ့ကံတွေအဲ့ဒီလိုကံတွေအများကြီးရှိတယ်အတူချုပ်ပြောရရင်တော့ကောင်းတဲ့အလုပ်တွေကောင်းတဲ့အပြောတွေကောင်းတဲ့အတွေ့အကြံတွေကို ဥအောင်လှုပ်ထားရမယ်ဘယ်တော့မှ နောက်မကျစေနဲ့လို့တိုက်တွန်းခြင်းပါတယ် ်ဤကုန်းချုပ်ကြပါစို့ဆိုရင်တခိုးခိုးခံရတဲ့အခါရှေးအတိတ်ကကံပါလို့ဝွကျွေးပါလို့လို့လှဲ့ချနေကြရင်လုံလုံခြုံခြုံသိမ့်စီတရမယ်ဆိုတဲ့အသည့်အမြင်တွေမသိမမြင်ပဲဖြစ်သွားမယ်ကိုဆင်းငယ်မွဲတေတာရှေးဘွားကဒါနမျိုးစေ့မအောင်လို့ဆိုပြီးတော့လုံးဝလှဲ့ချလိုက်ကြရင်တိုးတက်ချမ်းသာဖို့ကြိုးစားအားထုတ်ရမယ်ဆိုတဲ့အသည့်အမြင်တွေမသိမမြင်ပဲရှိသွားလိမ့် ျမ်းမာရေးတွေမကောင်းတာဝဏ္ဏကန္နာဖြစ်တာလို့မြင်နေကြရင်ကျမ်းမာအောင်ဘယ်လိုနေရမယ်ဘယ်လိုကျင့်သုံးရမယ်ဆိုတဲ့အသည့်အမြင်တွေမသိမမြင်ပဲရှိသွားလိမ့်မယ်စာမွေးအောင်တာရရကောင်းလို့လို့မြင်နေကြရင်စာကြိုးစားရမယ်ဆိုတဲ့အသည့်အမြင်တွေမသိမမြင်ပဲဖြစ်သွားမယ်သူများအိမ်တော်ရေးတွေချစ်ကြခင်ကြတီမြဲကြတာရှေးရည်ဆက်ပါလို့လို့မြင်နေကြရင်စာနာနားလည်မှုခွန့်လွတ်သီးခံမှု သူ့ဘက်ကိုယ့်ဘက်မျှမျှတတာဆိုတာတွေရှိရမယ်ဆိုတဲ့အသည့်အမြင်တွေမရှိဘဲဖြစ်သွားမယ်။ကဲပြောဆိုမှုကလည်းရှင်းလာပြီမို့ညီကုန်းချုပ်ကြရရင်အာလုံးအာလုံးမကောင်းလေကံကောင်းလေကံဟုကံကိုကြီးစွာမကိုရဘူးတဲ့။ပညာဉာဏ်ဖြင့်သိမသိကိုဝေဖန်ပိုင်းခြားပြီးတော့သိမြင်နိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်။